။ဒါရအလုံးသောယောဂီတို့ရဲ့ရှင်မြတ်တရားဓမ္မဆက်လက်နှလုံးသွင်းကြမယ်။ တိကတော်ယောဂီတို့တတိပြတ်ထံဘုတဲ့တတိပြတ်ထံဘုတတိပြတ်ထံဘုပဲတတိရှိရင်ဉာဏ်ဖြစ်မယ်တတိမရှိရင်ဉာဏ်မဖြစ်ဘူးယခုဟောဒီလိုခန္ဓာကိုယ်ကြီးနဲ့ထိုင်လိုက်ပြီဆိုတာ ਨੇ ဘုံတရံကို ကြည်ရင်တို့လူယောက်ျားမိမ့်မပေါဒါပေမဲ့ယခုထင်ရှားနေတဲ့သဘာဝတရားတို့ကို ကြည်ရင်သဘာဝတွေပဲတွေ့မှန်ပေါ့ပရမတ်တွေတွေ့မှန်ပေါ့ယခုဘာထင်ရှားနေသလဲမျက်စိကနာကအတွေ့အထိကအတွေ့အ ွေတုတိစိတ်ဒွဋ္ဌိတာကအသက်ရှူတာလေးပါမေဖောင်ပိန်ဖြစ်တာလေးပါမေမိုးရံညောင်းတာထိုင်းမိုင်းတာနာကျင်ကြိုက်ခဲတာအလုံးပါတယ်ယခုထင်ရှားတဲ့သဘောတဘာဝတရားတို့ကိုပဲတေချာအာယုံပြုပေးပါ ပုံတရံကြီးဘုံမှန်ပဲကတ်မနေပါနဲ့ပုံတရံကြီးဘုံမှန်ပဲကတ်မနေနဲ့ ယခုကိခကြီးဘာဖြစ်နေတလေဒီခန္ဓာကိုယ်ကမငြိမ်ဘူးလို့အသက်တော်လေးရှူနေတယ်အသက်ရှူနေတာကိုတော်လေးတိနေတယ်ဒါဆိုရင်ကိုယ်အတွေ့အထိနဲ့တွေ့တော်သိဆိုင်ဒီနှစ်ပါးဖြစ်နေတာနာဂလေအတန်ကြာနေတယ် မျက်စိဖွင့်ထားတဲ့ယောဂီတို့ရှင်တို့ကမျက်လုံးကလေးမြင်နေတယ်။ဒါဖြင့်လုံးလုံးစင်ဘာရှိသလဲလို့မေးရင်အဲ့ဒါတွေပဲရှိတာပဲ။အဲ့ဒါတို့သည်သဘာဝတရားပါတဲ့။မျက်စိဆိုတာသဘာဝတရား။အာယရဏ6ပါးသည်သဘာဝတရားပေါ့။ မျက်စိနာနှာခေါင်ရှာကိုယ်ကာယမနာယရဏလို့ခေါ်တဲ့တိစိတ်နန္တယပုအဲ့ဓာတွေဟာတဘာဝပဲရှင်းရှင်းကုံကုံပြောရရင်ပုံပန်းတန်တန်ကလွေးလို့ကျန်တာဖြစ်ရှင်တာဖြစ်အလုံးသည်တဘာဝတရားအဲ့ဒီအကောင်တွေကအငြိမ့်မနေဘူးဗျာ ဘာလုံးလုံးလုံမှန်းမသိအခက်ခတ်ကြည့်ဒီကောင်တခါတခါခတ်ကြောင်ကြောင်တွေ့မလို့လို့ဟောအားဆိုလည်းမဟုတ်ပြန်ဒီအားဆိုလည်းမဟုတ်ပြန်ယခုဘာဖြစ်ဖြစ်ခန္ဓာကိုယ်နဲ့ဖြစ်သည်မြတ်အာလုံးသည်တဘာဝတဘာဝပင်မှန်လေလို့မမေးနေတော့အာလုံးသည်တဘာဝတရားပဲ မြင်တယ်တွေ့တယ်သိတယ်တွေ့ထီတယ်ပူတယ်အေးတယ်တွေ့တယ်အကိခတ်တယ်အလုံးပေါ့အလုံးသည် သမာဝတရားအဲ့ဒီသမာဝတရားရဲ့နောက်မှာဘသူရှိတလေဆိုတော့ဥပါဒံတဏံနေရှိနေတယ်သူတို့ကလမ်းကြောင်းပေးတာဘောဒီသမာဝတရားကြီးကဘာမှမတော်တတ် လမ်းစုံလမ်းလေမှာရောက်နေတယ်လို့ပဲဘာမှမတော်တတ်ဘူး။နောက်ကနေတဏ္ဏဥပါဒံကနေတွန်းပေးတံအဝိဇ္ဇံသင်္ခါရကနေတွန်းပေး။တဏ္ဏဥပါဒံကလမ်းကြောင်းတွေပေးနေတယ်။ဝိဇ္ဇာညာကတော့မရှိတဲ့လောက်မပါတဲ့လောက် အထုသဖြင့်တော့တဏှဥပါဒံကလမ်းကြောင်းတွေပေးတော့အဲ့ဒီလမ်းကြောင်းပြပေးတဲ့အတိုင်းသူတို့ကသွားတာပဲကောင်းတာမြင်ရင်ကြိတ်မေးမကောင်းတာမြင်ရင်မကြိတ်ဘူးဟိုလိုတွေ့သုံးသပ်မယ်ဒီလိုတွေ့ခုံမေးတဏှဥပါဒံနောက်ကနေရှိနေတာသူတို့ကတွန်းပေးသည်မလမ်းမှန်ရောက်ဖို့တော့မလွယ်ဘူးလောက်လိုက်သည်မပူလောင်ရဖို့ပဲရှိမေး စိတ်ဆင်းရဲရဖို့ပဲဖြစ်သွားမယ်လုံလိုက်သမြပူလောင်ရဖို့စိတ်ဆင်းရဲရဖို့ပဲ ဘာဝတရားနောက်ကတဏ္ဏဥပါဒံစေခိုင်းတဲ့အတိုင်းစေခိုင်းတယ်လို့သွားနေရင်ယောဂီတို့လေးပြိုပြိုကြီးပဲလိုက်လုံနေတယ်နည်းနည်းလေးစဉ်းစားကြည့်လိုက်မေးမနေနဲ့မျိုးလုံးလေးမှိုက်ပြီးမေးခံတာ ရှုယောဂီတွေကရှိသေးတယ်သူဟာသူအိုက်ပြိုသွားတာဖော်ဝင်စားတာထင်လို့တရားထိုင်ရင်ထိုင်ရင်တအိုက်ပြိုသွားဒီခဏနေမှလန့်လို့အဲ့ဒါတပည့်တော်တရားထိုင်တိုင်းဖျားတယ်အဲ့တော့အရှင်တွေပျောက်ပျောက်သွားတယ်အိုက်ထာလေးမဟုတ်ဘူးကြိုပြိုးထားသေးတယ် အယောက်ကြည့်တိတာပဲအဲ့တဲ့ယောက်တကယ်မကြီးကတော့ဖုံဖုံဆုံးဖြတ်လို့မရဘူးနောက်တည်းဗီဒီယိုရိုက်တာလို့ကိုဖုံးတယ်ဗျဗီဒီယိုရိုက်ထားပြီးတော့မလာတော့ဒေရှာရဲ့ငိုက်တကယ်ဘဝင်စားရင်လှုပ်ခြင်းယံခြင်းကိုညှို့ခြင်းဘာမှမရှိဘူး

ပညာဆိုတဲ့ပုံဖန်တန်တန်ကို ပေးခွာပရမတ်ဖြစ်တဲ့မြင်ချင်းတတ္တိကြားချင်းနှမ်းယူခြင်းယတ္တသိချင်းတွေ့ထိချင်းသိချင်းဆိုတဲ့ဒီသဘာဝတရားတို့သာရှိတယ်ဆိုတာယောဂီတော်တည်တည်ရှာရှာသိရမယ်ဒါတွေကလည်းဘာဖြစ်လို့ဒီလို လုံနေတာလဲတဏှဥပါဒံရဲ့ စေခိုင်းမုံကြံလုံနေကြတာအဝိဇ္ဇာတဏံကြောင့်ဒလိုဖြစ်ပေါ်နေတာအဝိဇ္ဇာတဏံကံရုပ်တရားအကြောင်းမှာကံတော့ပါမင်းအာဟာရတော့ပါမင်းနံဆိုရင်တော့မျက်စိနဲ့အစင်းနဲ့ထိလို့နန္တရားဖြစ်လေအတိတ်ကတော့ ကံတရားတွေပါမှန်ဖို့ဝိဇ္ဇာတသင်္ခါရတွေပါမှန်ဖို့အဲ့ဒီလိုနောက်ကအကောင်ကြီးကယောဂီတို့ကိုတရားခိုင်ထားတာတရားသူတို့ကကွန်ထရိုးလုပ်နေတာအဲ့ဒါရှိကစိတ်ကသူတို့ပြောတဲ့အတိုင်းသာလိုက်လုပ်ရင် ကိုယ်လေးကြောက်ထိတ်ကြပြီးတည်ယုံမရှိတာပဲ ဒါပြင်အဲ့ဒီသဘာဝဟောဒီသဘာဝတရားတို့ကို control လုပ်တာကအဝိဇ္ဇာတဏ္ဏဥပါဒံတွေက လုပ်တာယောဂီတို့ကလုပ်နေတာမဟုတ်ယောဂီတို့ကသွားရင်လာခြင်းစားခြင်းတောက်ခြင်းတာမဟုတ်ယောဂီတို့ကတို့ခြင်းတာမဟုတ်အဝိဇ္ဇာတဏ္ဏဥပါဒံတို့ကတို့ခြင်းနေတာငါနဲ့သူနဲ့ကိုယ်အောင်လုပ်အောင် ပီးကျင်တာကအဝိဇ္ဇာတဏှာဥပါဒံကပီးကျင်တာသူနဲ့မတိဘူးလေမတိတော့ပြန်ကျင်တာပဲဟာဒါကြီးကဘလို့လဲမသိပါတရေကမှိုစရာမြင်တော့ကြောက်တယ်လို့ပေါ့မတော်ကျင်ဘူးမနေကျင်ဘူးအိမ်ပြန်ပဲဆိုတာပဲယခုလေယောဂီတော်မလဲတိုးကျင်ပြီတဲ့ယခုမှမိနစ်20ပဲရှိသေးတယ် ာသူကစဉ်းစားတာဒီလောက်ဆိုຫນາຍဝက်လောက်ရှိပြီတဲ့45မိနစ်လောက်တော့ပြည့်လောက်ပြီတဲ့အာဘုန်းကြီးကຫນາຍမကြည့်လို့ဂျိုနေပြီထင်တယ်တဲ့ຫນາຍကြည့်တာမှဘုန်းကြီးရှေ့မှာရှားထားတာဘုန်းကြီးကပေါ်လို့တိုးကျင်နေတာဒါပြင်အဲ့ဒီစကလုံးပြောနေတာအလုံးအဲ့ဒီစကလုံးကို နောက်ကအဝိဇ္ဇာတဏဥပါဒံကပြောနေတာအဲ့ဒီစကလုံးကိုယောဂီတို့ပြောတာမဟုတ်ဘူးယောဂီတို့တို့ကျင်တာလည်းမဟုတ်ဘူးဒီကြားတဲ့ယောဂီတို့ကမေးခံတာအဲ့အဲ့ဒါလေးယောဂီတို့မဟုတ်ဘူးခိုင်းမရတဲ့ကြားတဲ့နေလို့ရတယ်လို့တော့နေမေကွာဆိုပြီးတရားမရှိမမှန်ဘဲနဲ့အရှင်ကုန်ပြီးရောဆို မေးခံတာ ဒါဖြင့်အဲ့ဒီလိုလှုပ်နေသမျှအလုံးပြီးယောဂီတို့မဟုတ်ပါဘူးတဲ့အဝိဇ္ဇန္တနဥပါဒံတွေကလှုပ်နေတာဒါကြောင့်ယောဂီတို့နဲ့မဆိုင်ဘူးလို့ပြောတာယောဂီတို့နဲ့မပတ်သက်ဘူးလို့ပြောတာယောဂီတို့မဟုတ်ဘူးလို့ပြောတယ် တဟပြင်ဟောကောင်းတွေနောက်ကအဝိဇ္ဇာတဏ္ဏကစေခိုင်းသမျှရှေးကမျက်စိနာကလုတ်တာအဲ့ဒါကိုကိုကဂျာကနေမနေနိုင်မထိုင်နိုင်ကြိတ်တယ်မကြိတ်ဘူးလုံနေရင်နောက်ဆုံးသူရောက်မဲ့အပေလေးပုံ ကိုပဲရောက်တာပဲစဉ်းစားကြည့်လေကိုမဟုတ်ဘဲနဲ့ငန်းငန်းဆိုတော့ငန်းဆွေးပြီးငန်းတွေဖြစ်ကုန်တာ မရှိတဲ့ငံကအဟုတ်ကြီးဖြစ်ပြီးတော့ခံစားတာပဲဒါကြောင့်ဘာပဲဖြစ်ဖြစ်ဘာပဲလုံလုံငံဆိုတာမရှိဘူးအဝိဇ္ဇာတဏ္ပဲရှိတယ်ယောဂီတို့ယခုကိုယ့်ရဲ့အတ္တနဲ့မာနနဲ့အဲ့ဒါတွေဟာအဝိဇ္ဇာတဏ္ဥပါဒံတွေဗျာ အဲ့ဒါကိုယောဂီတို့ကငံလို့စကလုံးလေးတတ်လိုက်တာငံဆိုတာမရှိဘူးအဝိဇ္ဇာတဏ္ဏဥပါဒံပဲရှိတယ်တဏ္ဏတန်ရောစင်ပဲရှိတယ်အဲ့ဒါတွေကိုငံလို့ထင်နေတာအဲ့ဒါကြီးကငံကြီးမဟုတ်ဘူးတဏ္ဏကိလေသာတွေဥပါဒံတွေတဏ္ဏတွေ စာရှင်သောရှင်သောရှင်လာခြင်းရခြင်းတို့ခြင်းဟောလိုဖြစ်ခြင်းတည်းလိုဖြစ်ခြင်းတည်းအာလုံးအဲ့ဒီအကောင်တွေပဲအဲ့ဒီအကောင်တွေပဲအဲ့ဒီအကောင်တွေနောက်ကနေကွန်ထရိုးရှိနေတယ်ရှိကမျက်စိနားကမြင်ပေးတယ်အဲ့ဓာတွေနဲ့နှစ်ခုရိုးထွေးပြီးတော့နောက်ဆုံးငါမြင်တယ်လို့ဖြစ်ကုန်တာငါမျက်စိနဲ့မြင်တယ်လို့ဖြစ်ကုန်တာ ငါကြားတယ်လို့ဖြစ်ကုန်တာငါမျက်စိနဲ့ငါနားနဲ့ကြားတယ်လို့ဖြစ်ကုန်တာအကုန်ရှုပ်ထွေးကုန်တာပဲလှစ်ပတ်ထားတယ်လို့မသိအောင်မမြင်အောင်မသိအောင်မမြင်အောင်ဖုံးကွယ်ထားတာဘလို့မှသိစရာအကြောင်းမရှိဘူး ပြောပြရင်တောင်မှဟုတ်ပါမလားကွာတဲ့မယုံဘူးမယုံဘူးဖယားပွင့်တာကြာပြီဘုံဘုံတော့ယောဂီတော့မယုံဘူးလေဟုတ်ပါမလားတဲ့မဖြစ်နိုင်ဘူးနော်တဲ့ဘာအဝိဇ္ဇာတဏအနိစ္စတဲ့ဒုက္ခတဲ့ဘုံကြီးကြောင့်မှပဲရှိတာရက်ွက်တဲ့မှာပျော်ပျော်ကြီးဘလောက်တောင်မှ သူကစီယုံထားတလေအဝိဇ္ဇတဏဥပါဒံကြီးဘလောက်တောင်စီယုံနိုင်တလေသူပြောသမျှအလုံးတရားရခိုင်လုံးပဲသူပြောသမျှအလုံးကိုယုံကြည်ပြီးတော့ဒီကနေ့ပြဿနာဖြစ်နေကြတယ်သူပြောသမျှယုံကြည်ပြီးတော့ခံစားနေကြတယ် အာလုံးပြတနာတွေဖြစ်ပြောသည်မြတ်ယုံဒုက္ခတွေရောက်တကယ်တော့ငန်းစောတာမရှိဘူးတဏှာပဲရှိတယ်အဝိဇ္ဇာတဏှာပဲရှိတယ်အဝိဇ္ဇာတဏှာဆိုတာလေအကောင်ကြီးတော့မဟုတ်ဘူးစိတ်ထဲမှာဇွေးကတ်တာသူကပန်းပွင့်လို့ပေါ့ပန်းပွင့်ရဲ့အယောင်ဒီအဝိဇ္ဇာတဏှာနဲ့ ဥပမာပြုလိုက်ပန်းပွင့်လာပြီဆိုတာနဲ့အယောင်ကလည်းပန်းလာအယောင်ဆိုပြီးတော့တီရှာကြီးထစ်ရတာမရှိဘူးယခုလေပဲတန်တရာထစ်မှဒီတရဝါတွေဖြစ်ပြီဆိုတာနဲ့ဒီကိလေသာက တခါတည်းပန်းလာတော့တာပန်းမျိုးစစ်မှန်ကောကအနီရောင်မျိုးစစ်မဟုတ်လို့အနီရောင်ပွင့်တာဗျာ ယခုလေမျိုးစစ်မံကိုကအဝိဇ္ဇာတဏဥပါဒံတဲ့ကံတွေပါလာတယ်မျိုးစစ်မံကိုပါလာတာအဲ့ဒီမျိုးစစ်အတိုင်းပဲရှင်သန်လှုပ်ရှားပြိုးစို့ယာထုတွေအာနန္ဒေယူကြပစ္စည်းဥစ္စာတွေမတရားယူကြလိန်ကြလှေကြဒေါသနဲ့ဆက်ဆံကြ ကိုကိုတိခတ်ရင်သူတို့ဘောကိုတတ်ဖို့လေဝမ်းမလေးထောင်းထဲထိဖို့လေဝမ်းမလေးဟိုလောကကြီးအဝိဇ္ဇာတဏခိုင်းသမျှအာရဂျေနတ်တို့အဝိဇ္ဇာတဏခိုင်းလိုက်လို့အောင်မြင်သွားပြီဆိုရင်အဲ့ဒီအဝိဇ္ဇာတဏကအယံပြိုတာဆိုဟက်ပြီးပဲအဲ့ဒါကိုကြီးသူလုံးသမျှသူပြိုသမျှကိုယ်ကလည်းငံလို့ခံယူထားတော့အစင်ကိုပြေလို့ ငံလို့ခံယူထားတာနော်တကယ်တော့ငံမဟုတ်ဘူးဟောကောင်းတယ်ခိုင်းလို့ဟောကောင်းတယ်ပြောတာငါကြောင့်ပြီးပြီဘာမှတလေဒုနဲ့ဒုအသက်တဲ့တတ်နေကြတယ်ဒုနဲ့ဒုဒုက္ခရောက်အောင်လေလုံနေကြတယ်ဖန်တီးနေကြတယ်ငါကြောင့်ပြီးစီရမေပို့ မင်္ဂတော့ငါရဲ့ကိလေသာဘလောက်ကြီးတလဲဆိုတာသိစေရမေလို့ပြောရင်ပုံမှန်လေငါရဲ့ကိလေသာတွေအရင်ကြီးပါသေးတယ်လို့ပြောလိုက်ရင် လုံးဝတာ absolutely မှန်တယ်ဒါကြောင့်ယောဂီတို့ငံလို့မထင်နဲ့အဲ့ဒါကိလေသာတွေကိလေသာတွေနှိပ်စက်နေတာ အလုံးကကိလေသာနှိုက်ဆက်ခံနေရတဲ့ပုဂ္ဂိုလ်တွေလူကို အပြစ်တင်စရာမရှိဘူးကိလေသာကိုပဲအပြစ်ပြောရမယ်ကိလေသာကိုပဲဘေးခွာနိုင်အောင်ကြိုးစားကြရမယ်ဖြစ်သည်မြန်လေးတဘာဝတရားတွေတဘာဝတရားကိုကိလေသာက တစေဝင်ပူးသလိုဝင်ပူးလိုက်တာပဲ တော့သဘာဝတရားကငံဖြစ်သွားတယ်အဲ့ဒီကိလေသာကိုငံလို့ထင်နေတော့ငံဖြစ်သွားတာပဲမြင်တော့လေငံကြားတော့လေငံအဲ့ဒီလိုငံဖြစ်သွားတယ်တကယ်တော့အလုံးဟာကိလေသာတွေစေခိုင်းတဲ့မြတ်သဘာဝတရားကြီးကလုံနေတာမြင်တာလေငံမဟုတ်ကြားတာလေငံမဟုတ်နာယူတာလေငံမဟုတ်တွေ့ထိတာလေငံမဟုတ် တွေ့တို့တာလေငံမဟုတ်သိတာလေငံမဟုတ် ဒါကြောင့်ယောဂီတော်ခန္ဓာကိုယ်တစ်ခုလုံးအိုကိလေသာဆိုတဲ့အကောင်ကြီးကနှွမ်းမို့နှိပ်စက်နေတယ်လို့နှလုံးသွင်းပြီးတော့ဆက်လက်ရှုမှတ်ပွားများအားထုတ်ကြရမယ်။တရားအတိုက်ထံပြည့်ပြီးမို့လို့ဆွမ်းလူရှင်များအားပြည့်စည်လေးပါလူရှင်များအားမေတ္တာဘာဝနာမေတ္တာကမ္မထံစီပြန်ကြရအောင်။ ၄၅ကြိမ်မြောက်တရားစခန်းဒုတိယနေ့